တင့်တုပ်ပိုးကိုသိစေနိုင်သောအစားအစာများရခင်ခင်များမှာရောယခုခင်မှာပါကိုဝင်မြနိုင်တဲ့အကြောင်းရင်းကမျိုးသမီးကြောင့်ပဲလို့မှားရုံနဲ့ယူဆတွေရှိတတ်ကြပါတယ်လက်တွေ့မှာတော့မျိုးသားများရဲ့တုပ်ပိုးကလည်းတစိမ့်တစ်ပိုင်းပါဝင်နေပါတယ်အမျိုးသားတုပ်ပိုးအကောင်ရေလုံလောက်မှာရေသွေးကောင်းမှာပေါ့နော်ကိုဝင်ရနိုင်မှာဖြစ်ပါတယ်ဒီတစ်ခေါက်ကတော့တင့်တုပ်ပိုးကိုသိစေနိုင်သောအစားအစာများကဘာမှမဖြစ်မလဲဆိုတော့ကိုပြပြပေးကြပါတယ်ရှင် ုပ်ပိုးကိုသေစေနိုင်သောအစားအစာများကတော့နံပါတ်1အရက်ပါအရက်တောက်သုံးခြင်းကအသည်းကို ထိခိုက်နေုံသာမကကိုရင်းလှုပ်ဆောင်ခြင်းများပေါ့နော်အထူးသဖြင့်ကာမလှုပ်ဆောင်နိုင်စွမ်းနဲ့မျိုးပွားအင်္ဂါများကိုပါထိခိုက်စေပါတယ် အရဲကြောင့်အသေးထိခိုက်လောက်တဲ့အထိမပြတ်စေသေးဘူးဆိုရင်တော့မှပဲကပ်ပင်အိတ်ကတုပ်ပိုးထိုးလို့စွမ်းကကျဆင်းစေနိုင်ပါတယ်အကြောင်းကတော့တုပ်ပိုးရဲ့အပေါ်ကုန်းနဲ့အမီးပေါ့နော်ဖြစ်ပေါ်စေဖို့လိုအပ်တဲ့ဇင်းတက်ကိုအရက်ကသွေးတွင်းဆုပ်ယူခြင်းမရှိအောင် တားဆီးတာကြောင့်ဖြစ်ပါတယ်ဒါကြောင့်အရက်ကိုလျှော့တော့ပါဖြစ်နိုင်ရင်တော့ဖြစ်လိုက်ပါနမန်းနှင်းချက်ကတော့တရှိကန်စားစာများပဲဖြစ်ပါတယ်ဒီစားစာတွေမှာ BPA ဓာတ်ပါဝင်တဲ့အကြောင်းမို့လေးလာချက်အရာရေရှည်သုံးသူတွေမှာ23ရာခိုင်နှုန်းခန့်တို ုပ်ဖို့နေပါတတ်ပါတယ်။နေ့စဉ်စားသုံးမှုမှာတာရှိခံစားစာတွေတက်နိုင်သမျှလျှော့စားပါဖြစ်နိုင်တော့လုံးဝရှောင်ပေးပါနော်။နံပါတ်3ချက်ကတော့ကဖိနဲ့ဆိုတာများ ဓာရီကိုအလွန်အမင်းစားသုံးပါမယ်ဆိုလို့ရှိရင်ရေရှည်မှာတုပ်ပိုးနေပါစေနိုင်ပါတယ်။ကဖေးနဲ့ဆိုတာပါတဲ့အရာတွေက90ရာခိုင်နှုန်းတုပ်ပိုးနေပါစေတယ်လို့ဆိုပါတယ်။ဒါကြောင့်လဖေးရီ၊ကော်ဖီ၊ကိုလာ၊ကျွမ်းပြည့်တဲ့အချိုရည်တွေကိုရှောင်ပါ။ဓာရီကကဖေးပါဝင်နေတာကြောင့်ပါအမှတ်၄ချက်ကတော့အသင့်စားအစားစာများပဲဖြစ်ပါတယ်။ဒီစားစာတွေမှာအဆီတက်များစွာပါဝင်နေတတ်ပါတယ်။အလွန်ကြိုစားသုံးပါမယ်ဆိုလို့ရှိရင်66ရာခိုင်နှုန်းခန့်တုပ်ပိုးနေသွားတတ်ပါတယ်။ ။နောက်ဆုံးချက်ကတော့ပဲနဲ့ဆက်ဆက်အစားအစာများဖြစ်ပါတယ်။အထူးသဖြင့်အစ်စထရိုဂျင်ဟော်မုန်းများစွာပါဝင်တဲ့ပဲမျိုးစားတွေကမျိုးအောင်ခြင်းကိုအနှောက်အယှက်ဖြစ်စေပါတယ်။ဒါကြောင့်သားသမီးရလိုသူများအတွက်မိမိဘာသာသုံးနေလဲဆိုတာကိုသိရှိထားဖို့လိုအပ်ပါတယ်။ဗီတာမင် E, C, စီလီနီယံကျေဝါအားစားသုံးပြီးတော့တုပ်ပိုးများပြီးတော့သာသမီရောင်ကျူးစားနိုင်ပါတယ်။အခုပြောခဲ့တဲ့စားစာတွေကိုတတိထားစီကျင်တာကအမျိုးသားတွေရဲ့မျိုးအောင်နိုင်ချက်ကိုမြင့်တင်ပေးနိုင်ပြီးတော့သာသမီရရှိဖို့ကိုထောက်ကူပေးနိုင်ပါတယ်လို့ပြောရင်းနဲ့ပဲကျမရဲ့ view လေးကိုဆုံးသက်လိုက်ပါရှင်။အားလုံးပဲနေကောင်းကြပါစေလို့ဆုတောင်းပေးပါရနော်။နောက်ထပ် video လေးမှာပြန်တွေ့ကြပါမယ်ရှင်။